ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ Gucci Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်တို့ရဲ့ Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဦးကောင်ရေးသားထားတဲ့မုတ်ဆိုးထုံးမြိုင်နဲ့မုတ်ဆိုးတလဲတားကောင်တလဲဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တွေကကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျာ။ ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ခုခံမဲ့ဖြစ်ပါတယ်။ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။ကျွဲကူတချီနေဖွဲကကဘာဆက်ကိုတန်းစီ၍ဆင်းလာကြပါတယ်။ချုံးမြရဲ့တော်အားတက်သွားတယ်။တားရဲကြီးတို့ကိုကြောင်းရီးပါလားဆိုပါကမားပါလိမ့်မယ်။မိမိတာဝန်ယူထားတဲ့အလုပ်ရှင်တို့ရဲ့လုံခြုံရေးအတွက်ပြင်ဆင်စရာရှိတာကိုပြင်ဆင်ကြရမှာလူရင်အားလူရင်။တချီနေဖွဲကိုအကူအညီကြောင်းရပြီးတော့မယ်။မနက်ကစောစီစီ တောကြောင့်တုတ်ကိုင်းဖြုတ်ရအောင်တောကြသူတွေပြောပြတယ်။တောင်ပင်လေတွေဘက်ကပြစ်ခတ်တဲ့အများကြီးကြားရတယ်ဆိုလို့လိုက်လာခဲ့တာ။ပကြီးအရှင်းပြပါရယ်။ညကဖြစ်ပြတီကိုအချင်းများရှင်းပြပြီးထုံမြိုင်ကသူ့လူတော်တွေကိုတကြီးကိုရှင်းပြလိုက်ပါရယ်။တကြီးကသူ့လူတွေကိုခေါ်ပြီးပြောပြရယ်။ဝါခုတ်သူနီးပြသူမျောရိုင်းခုတ်သူတောင်ထမ်းပြသူစတဲ့အလုပ်တွေများသွားကြရယ်။ ညချင်းရတော့ဝစစ်ချင်းငယ်များနဲ့တောခွေးသားတွေကိုချန်နေတယ်။ဆရာတင်ဖွဲ့လဲအဝဝန်းသာစွာသူတို့နိုင်သမျှကူညီလောက်ကင်ပေးရင်ကျေးဇူးတင်စကားတွေထပ်တလဲလဲပြောနေကြတော့တယ်။အာဃမောင်းတန်ယောက်ျားကြီး15ဦးခန့်ရဲ့လှုပ်ဆောင်ချက်ကောင်းငါးတော်ခန့်မြင့်လင်းစင်တိတ်ကလေးရုံလုံးပေါ်လာတယ်။ရေချာစားဘက်ကအန်တရီများတဲ့တက်စင်းကိုကြားနဲ့စီယိုနဲ့ထက်ကပြီးညောင်းနေတုတ်ကိုင်းမောင်းနေစင်ထားလိုက်တယ်။စကားရှိကွက်ပြောင်းကိုအတောင်30ခန့်အပြောင်းရှင်းလိုက်တယ်။နှစ်နာရီခန့်ကြာမှအားလုံး PC သွားပါတယ်။ နေ့နဲ့ထမင်းစားချိန်နားပြီးရနောက်ချက်ချင်းဆိုသလိုတူးကြဆွားကြမဲ့နေရာကိုတတ်မှတ်ကလူရင်အားနဲ့ဝိုင်းဝန်းရှင်းလင်းလိုက်ကြပါရစ်။မြေပြင်မှာတထောင်သားသားအမြင့်အုပ်ချက်ကြီးများပေါ်နေတဲ့နေရာကိုရေကြီးတောက်တွေနဲ့လူအားနဲ့ချပေးလိုက်ကြရစ်။ဆရာတင်းတို့ဖွဲ့လဲနားနေမှုအပြူကြပင်စတင်လှူရှားကြလျော်ရယ်။ထုံးပြန်ကြော်သိမ့်တကြီးတို့ကတိုင်ပင်နေကြပါရစ်။ဒီနေရာကတော်ယုံတန်ယုံမုတ်ဆိုးတို့လက်ရှောင်တဲ့နေရာဖြစ်ကြောင်းတကြီးဟာရှင်းပြရစ်။ တာယာကြီးများရာသီမရွေအောင်တက်ကြတာဖြစ်တော့တတိနေနေတိုင်းစားရဲ့လူကြောင့်ပြောပြပါရယ်။ဒုံမြိုင်ကလူငါအုပ်ခန့်ရခုညနေခဲ့ရင်ဖြစ်နိုင်မဖြစ်နိုင်မေးတယ်။တကြီးကနေပြီးတော့အကုန်နေပြီမေ။နောက်တည့်ရက်မှပြန်မေ။သမင်းသာကြေးချလို့ပွင့်လင်းစွာဖြီးတယ်။လူအပ်တဲ့ဆိုင်အိတ်ကဆရူကိုသူတို့မကြမီချက်ပုတ်ပေးမယ်လို့ပြောတယ်။အင်းညာဖို့စေးသေးသွားကြပါရယ်။ လူနေဆိုင်ကတောထဲစခန်းတစ်ခုကိုလူနှဲရ၍မြေတီတောကောင်မြို့ကကန့်လာတော့မီမဟုတ်ကြောင်းထုံးမြိုင်သိနေတယ်။မြာကြီးကလက်မလျံအောင်ချက်နေရတယ်။ဒေါ်ခွေသားတကောင်စားကောင်သူတို့စားနိုင်ကြလိမ့်တယ်။ဆရာတင်းတို့ဖွဲ့လဲစေးလက်အေးအလုံးလုံးနေကြပြီ။လူရင်အားတောင်းတင်းတဲ့အခိုင်မို့ညနေနေဝင်ပြီးတဲ့အထိတူးကြစွာကြတယ်။ကရင်လူငယ်လေးချို့ကလည်းကုလုပ်ပြီးတယ်။မိတို့တွေမှာတွန်းထားတယ်မို့ပဝင်းကျေတစ်ခုလုံးလင်းနေပါတော့တယ်။ ရေချာဆန်လေးရဲ့အောက်ဘက်နားကနေဝေါင္ကနေပဲဟိမ့်တန်ကအလွန်ကျဉ်လောင်လှပါရဲ့ဒီကောင်အခဲအချင်းမမတင်ဘူးကြော်သိန်းနဖူးစီမီတွေအကုန်တက်ထားတကြီးဟွာတက်ခိုင်းလိုက်ငေါ့ရိုင်ဖယ်ပေးမင်းရတူမီကင်ထားယာယီမင်းကျော်တကူကင်ထားခါမတရှိချိတ်ထားထုံမြိုင်ကရီလိုမာရဲသမီးဆောင်ရွယ်ဆရာတင်တို့ရဲ့ငါးလောင်ကအမြင့်တဲဘို့ကိုညစာတင်ပေးလိုက်ပါရဲလုံရရီကသူတို့စုပုံထားတဲ့ထင်းချောက်တွေကိုမီးယာကောင်းစီရန်ထက်ထဲလိုက်ကြရဲစူပေါင်းညစာစားပွဲကို တောကြီးမြိုင်လေးမှာမိဘုံဘွယ်ကျင်းပတဲ့ကဲ့သို့ဆင်းရဲလိုက်ကြတယ်။ပကဒနာမပါတဲ့တဘာဝလာရီသာဖြစ်တော်လေတယ်။ကျော်သိမ်းအများကြီးငါနောက်လိုက်ခဲ့။တတိဖွဲ့ရင်းရ၃ယောက်လောက်ခေါ်ခဲ့။တို့ရရှိတော့စင်းရှင်းကြအမေ။ငါတို့မပြန်မချင်းဒီကောင်နှောက်ရက်နေမှာ။ဂိုင်းလူပြောကတားရဲလိုက်ပါရင်လူငယ်ရင်းကထုံးမြိုင်ကိုယုံနာမှုအားလုံးဒလုတ်ကိုစီနဲ့ထားရဲလိုက်ကြတယ်။တတိပဲကြည်ပြီးထည့်ပေးပါ။အားလုံးခေါ်တော်လို့မရဘူး။ ကျော်သိန်းကပြောလိုက်တဲ့အတွက်တကြီးလေသူ့လူတွေတဲကလက်ရွေးစင်သုံးကိုရွေးထုတ်ပေးလိမ့်တယ်။အာကာလညာအခါကညာတတဝါတို့တိတ်ဆိတ်နေတယ်။ဟိုဘက်ရှိုတဲကကြီးတကောင်းရဲ့ဟောက်တန်ကိုကြားလိုက်ရတယ်။လူချောင်းကတော့မကြောက်မရွံ့တောတိုးနေကြပါရဲ့။လူဝတ်တာထက်ပေါ်ပြီးတိတ်ဆိတ်ငြိမ်သက်နေတာကြောင့်ကြီးချာဆန်းကိုတတိကြီးကြီးနဲ့ချင်းကက်ကအောက်ကိုစုံစင်းလိုက်ကြရဲ့။မိအားလုံးလေးနဲ့လက်နေတံမီတစ်လက်ကိုအသင်းလှုပ်ထားလိုက်တယ်။ရှေ့ကသွားနေတဲ့အများကြီးကထိုင်ချလိုက်ပြီးမိမိကိုလက်နေညွန်ပြလိုက်ပါရဲ့။ ခြေရင်းတစ်ခုကရေဆက်ဆက်မှာအထင်းသားပေါ်နေတယ်။ညာဘက်ဆောင်းဆောင်းကိုတက်သွားတာကွာ။တွမ်းမြိုင်ကပြောကမောင်းတင်လိုက်တယ်။အရှိပေ90ခန်းမှာစမ်းချောင်းငယ်ကိုဖြတ်ပြီးဘေဘက်ကိုပြန်တက်သွားပြန်တယ်။ဒီကောင်ငါတို့ပြန်ချောင်းနေပြီကြော်သိ။မြားကြီးငါတို့နောက်ကလိုက်ပြီးတော့ပတ်ချောင်းနေပြီ။မိကိုပြန်ထိုးတာ။အခင်းချင်းကတိတ်မကောင်း။စခန်းနဲ့လည်းအတော်ဝေးနေပြီ။ပြန်ကျဲတဲ့ဘက်ကောင်တွေပြန်ဆုတ်ကြမယ်။လူငယ်တွေကိုတတိပေးလိုက်ပါ။ ။ရိုင်းလိုပြောဆိုကြပြီးတော့စခန်းဘက်ကိုပြန်ရန်ရေကြရနေရာကိုရှောင်းရီတက်ခဲ့ကြပါရယ်။ဂျော်ဂျင်းစီစဉ်ထားတဲ့ဝစစ်ပောက်ကွဲတန်တွေနဲ့ကြောင်းလန့်တန်တွေစခန်းဘက်ကနေကြားလိုက်ရတယ်။ထုံးမြိုင်တို့ဖွဲ့ရုတ်တရက်မှတုံကနေရက်သွားကြတယ်။ထိတ်ဆုံးနေရာကမြာကြီးရဲ့စခန်းဘက်ကိုပြေးမယ်ပြူတယ်။ရှန်နီလိုက်မြာကြီးညာဘက်ကိုမီးစုပြုံထိုးတာ။ ရိုက်လို့ဆိုကတနတ်ကိုမြောင်းလိုက်ချင်းစကန်းဘက်ကဖြတ်လာတဲ့လမ်းကသူတို့ဘေးတိုက်နေရကအချုံလေးသာဖြစ်တာမို့စူးစမ်းလေးလာထားခဲ့တယ်။ဘွားဘွားအမဲရင်များနဲ့တတဝါကချုံတစ်ခုကနေနောက်တစ်ခုကိုရေကနေနေရောင်ဖြတ်တယ်။ထုံးမြိုင်နေကြော်သိန်းတို့လက်ကလည်းမြန်နေ။နှစ်ယောက်သားပြိုင်တူခလုတ်ဖြုံးပြီးလိုက်ကြပါရဲ့။ဟဲကနေမိသားနဲ့တူဘေးတဆောင်လဲကြကရေကျစမ်းလေးရဲ့အောက်ဘက်ကိုလိန်စင်းသွားတံတွေကိုကြားလိုက်ကြရတယ်။ဘာဆက်လုံးလဲကိုတို့များ။ဘာမှဆက်လို့လို့မရအောင်။ညာကြီး ခေါင်းနောက်ပိုင်းကိုငါးကြီးရဖောက်သွားတယ်။ခရီးကိုထိပေါ်မရအောင်။သွေးဘူးသွေးလောမှာချက်ချင်းမသိရင်တော့ဒီကောင်မနဲ့ကြလှုပ်နိုင်မယ်မထင်ဘူး။လူများများနဲ့တောင်းနေကြတာပေါ့။အခုညဖိုးကတော့အေးဝောင်းအိတ်လို့ရပြီ။စကားပြန်ကြမယ်။ရိုက်လို့ဆိုကပြန်လာခဲ့ကြပါရဲ့။ညကတော့ပြန်လေတိတ်ဆိတ်သွားလိတော့တယ်။လာစုပ်ရမို့ညနေမှာလာကထန်လာရင်လင်းကောင်ဘူဒီတုတ်ကုတ်ကလူရဲ့အမျိုးတန်ကိုကြားရရင် စကန်းရှိကကွက်လက်မှာလူစုလူဝေးဖွဲကအတွေ့အကြုံတွေကိုပလည်နေကြပါရင်တဲဘော်တပီမီးထိုးကြည့်ရော မျက်လုံးရရင်နှလုံးကမီးကိုစိုက်ကြည့်နေတာစသိန်းတော်တာရင်ဒါနဲ့အောက်ကိုပြောလိုက်တော့တကြီးကလာကြည့်ပြီးမီးဘော်တဲ့ဝက်စစ်တွေပြစ်ထည့်လိုက်တော့တာပဲတမင်းကြီးတော်တွေကမီးဘော်ဘေးမှာတန်းစီနေတော့ရင်ဒေါ်ခွေးသားတွေချက်တဲ့ဝါကြီးတော်လေးတွေလည်းတန်းစီနေတယ် ရှင်ပြိုင်တိုက်ခိုက်ရန်မဖြစ်နိုင်တဲ့တော်ခွေးသားတွေနဲ့ကြုံကြိုက်သွားတဲ့တကြီးတို့ဖွဲကဘွဲတော်ကြီးနဲ့တိုးနေလျော်ရင်းညကအနောက်ချက်ကင်းစွာအိတ်ခဲရတာမို့လန်ဆန်တက်ကြွနေကြပါရဲ့မနက်မိုးမလင်းမီကပင်မြကြီးနဲ့လူငယ်တစုကနေ့လယ်စာချက်ပြုတ်ပြီးနေကြပြီတတိကျော်သိန်းထုံးမြိုင်တို့တိုင်ပင်နေကြပါရဲ့ဓမင်းချန်စားပြီးနောက်ညကပြစ်ခတ်ခဲ့တဲ့နေရာကမဝေးလာတာဖြစ်တော့အလုံးသွားကြည့်နေကြရင်းတတိကိုစကန်းပြန်စီကခိတ္တဆောင်ခိုင်းထားလိုက်တဲ့ ကျန်လူငယ်ရိပါယခုနေရာမှာပဲစောင့်နေရန်နဲ့လက်နက်ကိုစီအသင့်ပြင်ထားရန်ပြစ်ကတ်တန်ဝူဟင်တန်တွေကြားပြီးမှလိုက်လာရန်မှာကြားပြီးနောက်ဗိဇက်တွေကိုခြေရာခံပြီးရေးကြစမ်းလေးကိုတုံဦးတောင်းဆင်းလာခဲ့ကြပါရယ်စမ်းရစီးကြောင်းလေးမှာသွေးဆက်တို့ပျောက်သွားတယ်ရေးစင်းလေးတိုင်းသွားမယ်ကြော်သိခြုံခံနေရင်မတိုးနဲ့အဝေးရောက်နေခဲနေပြစ်အဲ့လိုမှာကတဖြည်းဖြည်းတတိနဲ့ဆင်းလာခဲ့ကြရယ်ကြော်သိချင်းတော့အများကြီးချင်းတော့တတိလဲချင်း ထုံမြိုင်ကပြောပြီးနောက်ဂဲလုံးကြီးကြီးနှလုံးကိုမျောပြီးခြုံထဲကိုပြည့်သွင်းလိုက်ပါရင်ဝေါဥသောတန်နေတူရင်မမိုင်းဟိုင်အုံကြီးကပြန်ထွက်လာရင်ထုံမြိုင်ကရင်နေထွက်လာတဲ့နေရာကိုမန်းကခင်းနေထပ်ပြလိုက်ပါရင်ဟဲကနေဟူသောမန်သွင်းတန်တစ်ခုကိုကြားလိုက်ရရင်အကောင်မမြင်ရသူတို့လည်းမကက်ရဲကြောသိမြောက်ဘက်ကပတ်တပ်ပြီးအောက်ကိုပြန်ဆင်းကြည်လန်းတဲတဲ့မှာငါတို့မရှိစေနဲ့အခွင့်အာရင်တောင်ကနေမြောက်ကိုပြက်အဲလိုတေးချာမောင်ကြီးလွတ်လိုက်တယ် ကျော်သိန်းကဂုံးမော်ကိုပတ်တက်သွားပါရင်အတန်ငယ်ကြားရတဲ့အထံမချားရထုံမြိုင်တို့ပတ်တက်ကသူ့နောက်လိုက်ပဲပြုဒိုင်းဆူသောအတန်နဲ့တူမန်သွေးတန်လေးပေါ်လာရင်ကိတ္တကြမှာနေတက်သွားပါရင်တဝဲဝူးနဲ့တော်ရင်ဆက်သွေးအတန်လေးစူညံစွာထွက်ပေါ်လာပြီးနောက်ကျော်သိန်းရှိရာကိုလိုက်သွားမှသဘောပေါက်လိမ့်တယ်တော်မင်းကြီးကငုတ်တစ်ခုကြားမှာညံနေတယ်ဂျန်ယာနေမှုမယုံတာပဲမှိန်နေပုံရတယ် ဥကောင်းကမြောက်ဘက်ဂုံဆက်ရောက်နေတော့ရိညာကိုရအောင်ကြော်သိန်းကအတော်ကုတ်ကက်သွားခင်းရခြင်းဖြစ်ပါရင်။တကြီးနဲ့သူ့လူများလေးရောက်လာရင်ဆရာတင်းတို့ဖဲကလည်းမမြင်ဘူးကြီးလာကြည့်ကြရင်။ကြော်သိန်းရဲ့တကြီးနဲ့သူ့လူတွေလက်ကိုသာအပ်လိုက်ပြီးတော့ကွာ။အကြီးပြားကောင်းနဲ့အယုတ်တို့ချန်ထားလို့သာ ပြောလိုက်။အချိန်သုံးရအောက်ထစ်ပဲ။တို့ဒီညမှာဖြတ်မှရမယ်။ရေလဲပေါ်တယ်။တို့မြိုင်ကမှာပြီးနောက်စကန်းကိုဆရာတင်းအဖွဲနဲ့တူပြန်လာကြလေတယ်။ မောင်ထုံးမြရဲ့တကြီးနဲ့ဖွဲ့ကိုငါပတ်စံပေးရသူတို့ကမယူဘူးကွာမင်းတို့ပဲပေးပါကြည့်ပြောနေတယ်အဲသူတို့ကပတ်စံပေးလို့မရဘူးကျွန်တော်လဲစံစီစေးစားငပိရစာဝယ်ချမ်းပေးရတယ်ထုံးမြကပြန်ပြေးတယ်ဒါဆိုလဲလိုအပ်တာတွေနောက်မှဝယ်ပေးလိုက်ပါသူတို့ကူညီရာတွေကလူတယောက်ငားတာတဲ့အများကြီးပူပါတယ်မင်းတို့လည်းကျေးဇူးတင်ပါတယ်အဲလိုပြောကငွေ90ချက်ကိုပေးလိုက်ပါတယ်ထုံးမြကလက်ခံထားလိုက်တယ်မကြမီတကြီးနဲ့သူ့အဖွဲ့သား သားရဲများနှင့်ပြန်ရောက်လာကြရင်ဒေါခွေသားကြက်တင်များကြံနေသမျှကိုတကြီးကိုထည့်ပေးလိုက်ခြင်းတရင်နေဥကောင်းကိုပါထည့်ပေးလိုက်ပါရင်ပြန်တဲ့နေ့ကျမှစူပောင်းတည်ယူမယ်လို့မှားလိုက်ပါရင်တကြီးနေသူလူတွေအားလုံးပြန်ထွက်သွားကြပါရင်သုံးညအိပ်ပြီးနောက်ရိတ်ခါတချို့ဆန်စီစရီကိုတဲကပြန်လာကြရင်မှားလိုက်ကြရင်ပဝေးချင်းကအတော်အေးချမ်းသွားရင်ခွေးတဲ့တချို့ကလွယ်ပြီးတခြားအန်တရီပြုမဲ့အကောင်ပလောင်တန်ဒီမကြားရတော့ချင်း ဟိုအဝေတောင်ငါးလုံးကျော်ကန်းကကြားဟိတန်ကိုတခါတရင်ကြားရတယ်။ဆရာတင်းတို့ဖွဲကလည်းသူ့အလုပ်နဲ့သူရှောင်နေတယ်။ပြင်းအောင်လာပြီဗျာ။အခုညနေတော့အပြောင်းလဲတစ်ခုရအောင်။ကြောင်ဝဲတစ်ခုလောက်သွားချလာအောင်မေး။နေတိုင်းဆက်သားကြီးစားနေရတာညှိငွေ့လာပြီ။ဘယ်လိုလဲကြော်သိ။ရေယူဆိုကမြာကြီးကအဖော်ညှိလိုက်ပါရင်။မင်းအောင်လေကုန်းသွားပြီလား။ကျမတွေဗျာခမရမတော့ရဘူးဆိုလို့ရေဘူးတော့မှုတော်ရှိသေးတယ် ကဲဒါဆိုရင်လည်းအမီကောင်းကောင်းလေးရှာခဲ့ပြီတော့ထုံးမြိုင်စကားစုံးလာနေနှစ်ဦးသားထသွားကြတော့တယ်မိမိပါလာပြီလားလို့မေးလိုက်မှဆက်ဖြဲဖြဲလို့ကယူလာလီတော့တယ်ရေတန်တောင်းတန်မြောက်ဦးတန်တွေကြားစာပြုတ်လာရပြီအရှိဘဆူဆူမလန်းမကန်းမှတူမီတန်တစ်ချက်ကိုကြားလိုက်ရတယ်အတန်ကြာမှမြာကြီးနဲ့ကြော်သိန်းတို့မီးရောင်တဝင်းဝင်းနဲ့စခန်းကုန်းဘက်ကိုပြန်ဆင်းလာလိကြတယ်မြာကြီးလက်ကဘာကောင်းမှမရှိတော့ဘူးဗျာ အဲ့လိုမျိုးခက်ကြွားကြွားပြောကတောင်းတေကိုပြစ်ချလိုက်ပါလေပြောင်ပြောင်ကြီးမှနားနေရပါအများကြီးဟာခလေးပြစ်ခိုင်းတော့မှန်နေကြော်သိန်းကဝင်ထောင်းလိုက်တယ်အေးနောက်နေကြမင်းကိုပြစ်ခိုင်းမင်းမြာကြီးကပြောပြီးနောက်ငှက်ကိုကင်းဖို့ပြင်ဆင်နေတော့တယ်အဒါလေးလာကြည့်ကြပါဦးဆရာတင်းကလမ်းခေါ်လိုက်တော့သူတို့နှစ်ဦးထသွားကြပါလေသူတို့တိတိကရွှေတဲ့ပစ္စည်းတချို့ကိုရေးတာဖြစ်တဲ့အဲ့တဲ့ဘူကြီးမသိကြ ငါတို့တို့ကစိတ်ရင်းမှန်သူတွေကောင်းသူတွေမှုဦးရိုးဟာပြောပြတာပါဒီပစ္စည်းတွေကဂုံးမောင်ခစ်လေခင်တော်ကမင်းကြီးမင်းသားတွေတကြွသူကောင်းမျိုးတွေတုံးတဲ့ပစ္စည်းတွေပါပဲအကုန်လုံးရွှေလာဦးစွာတော့ကွာမင်းကြိုက်ထားတာကရွှေလက်ချက်ဒါကဘရက်ဒါကလေဆွဲဒါကပတ်လို့ခေါ်ရင်စသဖြင့်ဆရာတင်းကရှင်းပြနေပါရဲ့အခုဟာပြူတွေမဟုတ်ဘူးပေါ့ သူမြန်ကမေးလိုက်တော့ပြူရီထက်အများကြီးနောက်ကျတာပေါ့ကွာကောင်းမောင်ခေကောင်ကနီရန်တော်ဘခေကဆွေပါတော့မင်းကြီးမင်းသားတကြွင်ဆရာရီမင်းပြင်းမင်းတန်ကြောင့်ရှောင်းရတင်းရတော့ပါလာရာရီအမှတ်သားနဲ့ဖွဲ့ချပြူကြပေါ့ကွာသူတို့လည်းဝေးရောက်ပြေးကြရင်လည်းနောက်ဆုံးတော့ပြန်မရှာနိုင်ဘဲနဲ့တိတ်ဆုံးသွားကြတယ်ဒီမျိုးဆက်ကအမှတ်သားတွေကိုတချို့ဦးကြီးလူတွေစီမှာရှိနေခဲ့တယ်တောင်ရှားဖို့တိုင်ပင်နေရကြပြီခေကလာရကိုမကျွမ်းကျင်တဲ့နယ်မှာ လူကောင်းသူကောင်းနဲ့သွားမှရတယ်လေ။ဦးရဲ့ပေလေအခုလိုရှာခဲ့တယ်။တွေ့တဲ့အခါကျတော့သူခေါ်သွားတဲ့သူတွေကလောဘစောကြောင့်လူရဲ့သွားကြတာခံခဲ့ရဘူးပဲ။လူတော်ကံကောင်းလို့မသေးတာ။မင်းတို့အဖွဲ့ကိုတော့ဦးကြီးတို့ယုံနေမှာတို့မြိုင်။မင်းတို့ဟာတကယ်ကိုလူကောင်းနေပါ။မပူပါနဲ့ဦးကြီးရေဦးကြီးတို့ပစ္စည်းကုန်နဲ့ကျွန်တော်ကွန်းတုတ်ကြီးကိုလဲပေးမယ်ဆိုရင်တော့ကျွန်တော်ကမလဲပါဘူးကျော်သိန်းကသူ့ကွန်းတုတ်ကြီးကိုပုံရိပ်ပြောလိုက်ပါတယ် ကဲဆရာတို့ငှက်ကင်ကအဆင်သင့်ဖြစ်နေပြီဗျို့ညာဒီကလမ်းအောင်လိုက်မှာသူတို့နှစ်ဦးထသွားကြသေးတယ်ညာဒီကတောတတော်ဝရရဲ့အတန်နဲ့စီကားနေပါရင်မိဘကြီးသုံးခုဝင်းရထားတဲ့စခန်းကုန်းလေးဒီကလူသုံးဦးရဲ့စကားတန်နေနဲ့ဆူညံနေလေတယ်စိတ်ချလိုက်စားအင်းရရင်ညာမို့အေးဝကြတယ်ကျင်းလင်းစွာလိုလာချိန်မှာအများကြီးတယောက်ကြောင်ကိုမီးမြိုင်နေပြီဖြစ်ပါရင်ဆရာတင်းနေဖွယ်လဲလုံခွင်ထဲမှာရှာဖွေတူးဆွနေကြလိမ့်မည်ဒုံမြိုင်နေကြော်သိန်းတို့ကသူတို့နောက်ကိုတော်မကြည့်ကြ သူတို့မနိုင်ဝန်းကြောင့်ခေါ်မသာသွားသူတွေဖြစ်ခြင်းဓမင်းချန်စားပြီးနောက်ခအောင်ညောင်ချင်းခံတက်ဆွေရစရိတ်အဖူးညွန့်တွေကိုခုကဟင်းကြိုတစ်ခွက်ချက်တဲ့ဝစီတီတစ်ခွက်ရေထဲတဲ့ရေလက်ကိုမြင်ငပိလောင်စလုံးခံထဲတဲ့ကျတုံဖြူဦးကြီးထုရည်ထဲတဲ့ရေပွက်ပွက်စူလာတဲ့အခါဒေါင်းသားခင်အကြံလေးအားလုံးထင်းလိုက်ပါရင်ပြီးတော့ရေလက်ထက်ထဲတဲ့နောက်တရေစူတဲ့အခါခူးလာတဲ့ရွက်တွေအားလုံးကိုထင်းလိုက်ပြီးမှစားကိုချင်းချင်းပြီးတော့ကန့်လိုက်တယ် ကျောင်းရင်းတဘာဝအဝါနဲ့လေးတင်းတင်းနဲ့အကောင်းဆုံးဟင်းကြိုတစ်ခွက်ကိုရလီရင်မောင်ထုံးမြရဲ့မင်းတို့ကူမရတော့မယ်ရိုက်လို့စရဲဆရာတင်းတန်ကြောင့်သူတို့အဖွဲအနားကိုကတ်သွားကြပါရင်တပိုင်းနစပေါ်နေရဲ့ຢာကဘေးတိုက်လဲကတင်းမြက်တစ်ခုကလာပြီးကုတ်ထားရင်ထုံးမြန်ကတအူးနဲ့ကော်ကြီးတယ်မရဘေးကိုချစ်ချီရော့တင်းမြက်တွေတွင်ကပ်နေတာမို့ဓာဝဆကတတိထားပြီးဖယ်လိုက်တယ်အတော်စူးစားပြီးနောက်မြေဆိုင်ခဲရီဖုံးနေတဲ့ပီတောင်းနှလုံးစာအရာအလုံးလုံးလေးတစ်ခုပေါ်လာတယ် မြေကြီးတွေကိုချစ်ဖယ်ပြီးတော့ရင်းနေနှူးကဖြည်းဖြည်းချင်းဖဲ့ထုတ်လိုက်ပါတယ်။ဒါကုန်းဝေးကြီးဖြစ်မဲ့တင်နေ။ဆရာတဲ့တန်ထွက်လာတယ်။ချုံမြိုင်ကရင်းနှူးနေတဲ့အရာကိုခက်ဆဆပြစ်ချကြည့်လိုက်တယ်။ဖွားကနေမိသားနဲ့တူမြေဆောက်တွေကွဲကြည့်သွားကအဖုံးပေါ်လာပြီးအဖုံးကိုတအူးနဲ့ကန့်လန့်ထူကမာယူလိုက်ပါတယ်။ဒုတိယအလေးတစ်ခုကဂျင်းနီယောင်တောင်းနေတယ်။အရိအန်လေးကအလွယ်တကူမာယူဖွင့်လိုက်ရောင်းဟာဟဲဟင်းစရိုက်အတန်မျိုးစုံထွက်လာတယ်။ ခြေချမ်းစားတစားနဲ့အထက်တက်ရစ်ပတ်ထားတော့လဲဆွေမိနေရနေရာမှာချက်ပေါ်နေသည်ကငွေတင်းကားတို့သာဖြစ်လေတယ်။ပြိတများခမညာအခုတင်ဆက်ပေးခဲ့တဲ့ဇာလံလေးကတော့စာရေးသူဦးကောင်ရေးသားထားတဲ့မုတ်ဆိုးထုံးမြိုင်နဲ့မုတ်ဆိုးတလဲတားကောင်တလဲဆိုတဲ့ဇာလံလေးပဲဖြစ်ပါရည်။နားဆင်ပေးခဲ့ကြတဲ့ပြိတတအူတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါရည်ဗျ။ဒီဇာလံလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါရည်ခမညာ။